ောက်ကြနေမွေးစွာသောမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့နေ့30ရက်နေ့အတော်တွင်မှာဝေကြီးကံကောင်းမဲ့လက်ဖွင့်မဲ့လူပြည့်စုံမဲ့မိကောင်းဆွေကောင်းထောက်ကူရမယ်ကိုယ့်ရဲ့ကံကြမ္မာရဲ့အနေထားဘဝအခြေအနေမြန်မာတိုးတက်ခြင်းနဲ့အလိုဆန္ဒပြည့်စုံဆောင်ရွက်နိုင်တဲ့အနေထားကောင်းတဲ့တိုးတက်မှုကောင်းတို့ကိုရရှိမှာဖြစ်ပါတယ် ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေပွဲ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေပွဲ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။နစနီယနေ့မှာလက်ပွင့်မဲ့လိုရာပြည့်စုံမဲ့ဘဝတွတ်တဲ့မဲ့ဒါပေမဲ့ မတော်တဆနေကြူးဆက်ရမယ်နောက်ရောက်ကုန်တည်သွားစရာရှိတတ်တယ်အဓိကနေ့တနင်္ဂနွေညနေ3:00နာရီသတိထား23ရက်နေ့မှာတော့လက်ဖွင့်ကံဖွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေကိုဖဏီးနိုင်တဲ့နေထားရှိတယ်24ရက်နေ့မှာရန်တိုက်ခံနေရှိပြီးလောက်ရမယ်25ရက်နေ့မြတ်တရားကံကောင်းမယ်မင်္ဂလာကိစ္စပဝင်ပတ်သက်ရမယ်စိတ်ချမ်းသာမယ်26ရက်နေ့မှာအပြောင်းလဲတဲ့ခီးကိစ္စအစဉ်ပြေမှုနဲ့တိုးတက်မှုရှိမယ် 29ရက်နေ့မှာမထင်မှားပဲငွေဝင်မယ်လက်ပွင့်မယ်လုံးသမျှကြာစီသမျှအောင်မြင်မယ်28မှာရန်ပတိပက္ခရဲ့နေထိတ်တိုက်တွေ့မယ်ကိုယ်ပေါ်မှာနှောက်ရက်တဲ့သူတွေနဲ့တွေ့ရတဲ့29ရက်နေ့မှာပေါ်လာတဲ့ခွေရည်တွေကိုလက်တွေ့သုံးချပြီးဘဝတွတ်တက်မှုရနိုင်တယ်30ရက်နေ့မှာလက်ပွင့်ခြင်းကံပွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတို့ကိုဖန်တီးရယူနိုင်တဲ့ကံချင်းနေနဲ့ဘဝတွတ်တက်မှုတွေရဲ့ကောင်းသောအနှစ်သာရတွေကိုကျုံ့တွေ့ရမှာဖြစ်ပါတယ် ဒီကာလအတွင်းမှာဇာသပတိနေဗုဒ္ဓနေငါနေဝေစုတွေကောင်းကျိုးပေးတယ်တနင်္လာသောကြဝေစုတွေဒုက္ခပေးတဲ့နှစ်သုံးခုခန်းနေအကျိုးပေးတယ်အဖြူစိမ့်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နေပါတယ်ဒီကာလအတွင်းထူးခြားချက်ကတော့ November 20နေ့ November 24 25 28ရက်နေ့ဒီမှာခေါင်းစည်းခေါင်းလျှော်ပြုရယ်ကျက်တည်မင်္ဂလာရှိတယ် မင်္ဂလာရှိပြီးတော့တိုးတက်မှုဖုံးကန်စီဝံမြန်မာချင်းနေရှိမယ်26ရက်နေ့29ရက်နေ့နှစ်ရက်ဆက်တိုက်ကတနသိတိနက်ခတ်စမ်းရှင်ချင်းကိုကြုံတယ်ထူးခြားစွာငွေကြေးကိစ္စတွေအတွက်ပြောဆိုဆောင်ရွက်ခြင်းတွေလုပ်ကိုင်နိုင်တယ်ဒီတစ်ပတ်အတွင်းမှာစပယ်ပန်းမကြာခဏဖျားလူပေးပါထူးထူးခြားခြားကောင်းခြင်းတွေရှိလာကျေးဇူးတင်ပါတယ်